တော့ကထွန်ရဲ့စားတော့တဲ့လေသမားတယောက်ဟာသူ့အိမ်ကနွားတကောင်ထဘူတက်ပြီးတော့ခိုင်းမယ်ဆိုရင်အဲ့ဒီနွားဟာထိုးထိုးပြီးတော့အိတ်တယ်ဘယ်တော့မှမောင်းလို့မရဘူးအဲ့ဒီနွားကိုစိတ်မရှိတဲ့အခါကျမလုပ်တော့ဆိုရင်လက်တက်ပြီးမောင်းတဲ့အခါနွားကထိုးအိတ်ရှေ့မသွားတဲ့အခါမလုပ်တော့အနန္တမှာရှိတဲ့ကောင်ရိုးဘုံကကောင်ရိုးတွေကိုယူ ယူပြီးတော့နွားရဲ့လက်ဘင်းကိုកောင်ရိုးတွေနဲ့ឈីកောင်ရိုးរုံးကြီးတွေနဲ့ឈីပြီးတဲ့အခါကျမလုံးလဲဆိုရင်မီးရှို့လိုက်အဲ့ဒီកောင်ရိုးတွေမီးလောင်ပြီးနွားဟာမီးလောင်တာနဲ့တေဆုံးသွားတယ်ဆိုတာတေဆုံးသွားလဲသမားတယောက်ဟာနွားတကောင်ကိုအဲ့ဒီလိုတတ်ခဲ့တယ်အဲ့ဒီလိုတတ်ခဲ့သည့်အတွက်ကြောင့် ဒီအကုသိုလ်ကအကျိုးပေးတဲ့အခါမှာ तू ကအပင်ငရဲငရဲကုန်ရောက်သွားသေးတယ်။ငရဲပြန်လွတ်တဲ့အခါကျတော့ဘဝတိုင်းဘဝတိုင်းမီးလောင်ပြီးတော့လက်ဘင်းမှာမိခွန်းစွတ်ပြီးသေရတဲ့ဘဝလေးများတယ်။နောက်ဆုံးမှာ तू ဘဝထင်းထင်းရှားရှားဇလန်းပေါ်သွားတာတော့ဘယ်မှာတော့ဆိုရင်ရဟန်းတော်တွေဟာခရီးသွားလာတဲ့အချိန်မှာရွာတရွာကိုရောက်ကြတယ်။သူတို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီရွာမီးလောင် မိလောင်ပြီးတော့တရွာလုံးရွာလုံးချက်မိလောင်သွားတဲ့အခါမှာကြီးကကြီးငက်တကောင်ကရွာပေါ်ကနေဖြတ်ပြန်သွားတယ်အောက်ကမိတွေကလောင်နေတယ်သူကအပေါ်ကဖြတ်သွားအဲ့ဒီပြန်သွားတဲ့အချိန်မှာအိမ်တဲ့အိမ်ကနေပြီးတော့မိလောင်တဲ့မိခွင်းလေးတကူကရှူးကနေတက်ပြီးတော့အဲ့ဒီကြီးကရဲ့လက်ကိုသွတ်ဆော့နော်ကောင်းငင်ကသူ့ဘာသူပြန်သွားတဲ့ကြီးကကို အောက်ကမိခွင်းကတက်ပြီးတော့ဆုတ်ပါမဖြစ်နိုင်တဲ့ဟာဖြစ်သွားဖြစ်နိုင်ကြအကြောင်းမရှိဘူးသို့တော့ကံကြမ္မာဆိုတာ accident မိခွင်းကြီးကရှုကနဲ့တက်သွားပြီးတော့ကြီးရဲ့ level ကိုသွားဆုံးပြီးရဖြစ်တယ်ကြီးကမိခွင်းနဲ့တိုးပြီးရဖြစ်သွားတယ်အဲ့ဒီအချိန်မှာကြီးဟာမီးလောင်ပြီးတော့သူတို့ရှိမှပဲကြပြီးသိဆုံးသွားတာ။ရန်နေဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်ကြတယ် ရှင်မြာတပည့်တော်တို့ထူးထူးဆန်းဆန်းရွာမီးလောင်တို့မိခွင်းတကူကတက်ပြီးကြီးရဲ့လေပင်စွန့်ပြီးအဲကြီးဟာတေးရတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဒီဇလန်းကိုပြန်ဟောတယ်သူဟာလေသမားဖြစ်တုန်းကတော့အကောင်ကိုဒီလိုတတ်ခဲ့ဘူးတဲ့အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါအတုံးအလှဲ့ခံရတယ်လို့ဆိုတာကဲတယ်လို့ခံရတဲ့အခါမှာအမှန်တမ်းကြောက်ရွံ့ကောင်းတဲ့ဟာအတုံးအလှဲ့ဆိုတဲ့နေရာမှာ သူဟတ်တဲ့ခါတတ်ပြီမယ်ခံရတာကြခါပေါင်းများတော့ခံအဲ့ဒါကြတော့မတရားဘူးလို့များပြောချင်ညသလားလို့ဆိုနော်လောကရဲ့မျိုးစေ့ရဲ့သဘာဝကိုကြည့်လိုက်တယက်စီလေးကိုဆိုင်တုန်းကတစည်းပဲဆိုင်တယ်အတီးတီးတဲ့ခါကြတော့တနစ်တနစ်ကိုအနေဆုံးတောင်းချီထောင်းချီတီးတယ်ဆိုင်တာတစည်းပဲတီးတာထောင်းချီတီး မျိုးစေ့ရဲ့သဘောဟာအဲ့တိုင်းပဲကံကြမ္မာဟာလည်းပဲမျိုးစေ့ဖြစ်သွားမျိုးစေ့ဖြစ်သွားသည့်အတွက်ကြောင့်ကိုလုံးတုံးကတခါခံရတဲ့အခါခါပေါင်းများစွာခံဒါကြောင့်မို့စိတ်ကောင်တတ်ပြီးတော့စိတ်ကိုလဲလိလဲလိပြီးတော့ဧည့်သည်တွေကိုအဲ့ခံပြီးတော့ကြွေးလိုက်တဲ့အမျိုးသမီးတယောက်ရဲ့ဘဝဟာစိတ်မွေးနဲ့အမြစိတ်မွေးနဲ့အမြဆိုတာအချိန်မောများစွာလို့ဆိုလိုတာပေါ့ ဘသူကမှစိတ်မှဘယ်နှမွေးရှိတယ်လို့ရေတွက်ထားတာမှမဟုတ်တာเนาะအချိန်မောင်းမြောင်များစွာဒီလိုပဲလဲလီးပြီးတော့သိခါသူသိပြီဆိုရင်လဲလဲပြတယ်ပင်ပြပြီးသိတာပဲစိတ်ကိုလဲပင်ဖြတ်ပြီးတော့အခန့်ကျွမွေးခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ကံကြမ္မာအဲ့ဒါလိုကြုံခဲ့ရအဲ့တော့ဘဝမှာကံကြမ္မာဆိုတာဟာအလွန်ကြောက်စရာကောင်းတယ်လို့ဆိုကံကြမ္မာနဲ့တန်တဲ့ရ တန်တရားရှိနေတယ်ဗျာဒီကံကြမ္မာတွေကဘယ်သူမှမလုပ်ဘူးလို့သူတို့ဆိုလို့တယ်နော်ကံကြမ္မာတွေကလွတ်နိုင်သွားမရှိဘူးမြတ်စွာဘုရားကအဲ့ဒါကိုဟောတယ်ဥဘောပုံဉ္စပပင်စယံမစောကုရုတေဣဒာဣဒာဤလက်ရှိဘဝမှာမစောလူတယောက်ဟာဥဘောပုံဉ္စပပင်စ ကုသိုလ်လည်းလှုပ်တယ်အကုသိုလ်လည်းလှုပ်တယ်နှမျိုးလုံးလှုပ်တယ်တင်ကြီးတန်တတကံဟောတိသူလှုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံသူပိုင်သွားတယ်သူ့အแทမှာဖြစ်သွားတယ်ဒါပိုင်နေဆိုတဲ့သဘောကမာတော့စေအစာတစ်ခုကိုစားလိုက်လို့ကိုယ်ပိုက်ထဲရောက်တိုင်းကိုပဲကိုနဲ့ပဲပတ်သက်တယ်လေခဏကလှုပ်တဲ့လှုပ်ရဟာလည်းပဲ ကိုယ်တဏ္ဍာမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်နဲ့ပဲသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဒါဟုဆိုလို့လေတင်ဤတတသကံဟောဒီဒါသူနဲ့သာသက်ဆိုင်သွားပြီသက်ဆိုင်တာကိုပြောတာနော်သက်ဆိုင်တာဆိုတာ responsible ကိုလို့ရင်ကိုပဲဥပမာလူတယောက်ဟာလူတတ်မှုသွားကျူးလွန်တယ်ကျူးလွန်ရင်ဒီပြစ်မှုကသူစီလာသူနဲ့ပတ်သက်တာဒါ responsible ကိုပြောတာတင်ဤတတသကံဟောဒီ အဲ့ဒီသူလုံးလိုက်တဲ့အလုပ်ဟာသူ့ရဲ့သူနဲ့သာပတ်သက်ပြီးတော့သွားတယ်တင်ဆာအာရာယခစ္စတိဘဝခရီးကိုထွက်ရတဲ့အခါမှာဒီဘဝသိဆုံးသွားရင်အဲ့ဒါသူ့နောက်ကပါသွားမယ်လို့ဆိုတင်ဆတ်တာအနုကံဟောတိဆာယဝအနပါယိကိုလှုပ်တဲ့ကောင်းမကောင်းကံတွေဟာကိုနဲ့အတူတကွာပါလာမှာတဲ့ဘဝတန်တရားရှောင်ပြေးလို့မရဘူး ကိုလုပ်ခဲ့တဲ့အလို့ဟာကိုနဲ့အတူပဲရှိနေတယ်။အမြဲတမ်းကိုနဲ့အတူတကွရှိနေ။ရှိနေသည့်အတွက်ကြောင့်လူတွေဟာတယောက်နဲ့တယောက်မတူညီတဲ့သဘောတွေအသက်တိုတဲ့လူကတိုအသက်ရှည်တဲ့လူကရှည်ရုပ်ချောတဲ့လူကချောရုပ်ဆင်းရဲကျုပ်ဆိုးတဲ့လူကဆိုးပစ္စည်းဥစ္စာပေါ်တဲ့လူကပေါ်တယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ဆိုတော့ကွဲပြားခြားနားမှုတွေဟာ ဘယ်ဘုရားသခင်ကဖန်ဆင်းတာမှမဟုတ်ဘူးကိုယ်ကိုယ်တိုင်လှုပ်တာဘုရားသခင်ဖန်ဆင်းရင်ဘုရားသခင်ပြည့်တင်နေကြအောင်မယ်အခုပြည့်တင်စရာမရှိဘူးဘယ်သူမပြုတ်မိမိကိုကံကြမ္မာနဲ့တန်တရားဆက်ဆက်နေတယ်ဆိုဒီအမြင်မျိုးအဲ့တော့ဒီအမြင်မျိုးမြင်ထားခြင်းအပြင်ငါလုံးလို့ငါဖြစ်တာဆိုရင်ကိုယ့်ကိုယ်ပဲပြည့်တင်မှုရှိလူကကိုယ့်ကိုယ်ကိုကြတော့ပြည့်မတင်ဘူးเนาะ လူဆိုတဲ့သဘောတရားတွေဟာတော်တော်ထူးဆန်းတယ်လူတွေဟာတော်အံ့စရာကောင်းမတော်တဆပကောင်ပကံလေးတစ်ခွက်ကို့ချောင်ကြက်ွဲတယ်ဆိုရင်မတော်လို့တယ်သူများကြောင်ကြက်ွဲရင်နမောနမဲနိုင်တယ်လို့အပြစ်တယ်နော်ဒီပကံလေးတစ်လုံးမှမနိုင်ရဘူးလားကြက်ွဲရမလားဆိုအပြစ်တယ်ကို့ကြတော့ဘာဖြစ်လဲမတော်လို့ကို့ကြတော့ခွင့်လွှတ်ပြီးသားဖြစ်နေတယ်မတော်လို့ဆိုတဲ့ပုံမှန်နဲ့ခွင့်လွှတ်လိုက်တယ် ဟွာကြတော့နမောနမဲနိုင်တယ်ဆိုပြီးဆွဲချက်တင်တယ်အဲ့ဒါလို့လူရဲ့သမာဝါအဲ့တိုင်းပဲအေးဒါကြောင့်မလို့လူတွေဟာကိုလို့သမျှကိုပဲခံဘယ်သူမှပြစ်တင်ကြမရှိဘူးအဲ့ဒါကြောင့်မို့မလုံးရမလဲလို့ဆိုလို့ရှိရင်ကောင်းတဲ့အလုံးနဲ့မကောင်းတဲ့အလုံးကွဲပြားခြားနားဆိုတော့သိရမယ်